ကဲမင်္ဂလာပါကိုမတိပဲနဲ့နော်ဗိုင်းကျောင်းအထုတ်ခံလိုက်ရတဲ့ပြဿနာဘလို့ရှင်းမလဲဆိုပြီးတော့လာမေးထားတဲ့သူတွေအတွက်အခုကျွန်တော်လာပြီးတော့ပြပြပေးတော့မှာဖြစ်ပါတယ်နော်အဓိကကတော့ကျွန်တော်တို့မိမိတို့ကိုဒီစာစာရန်ကိစ္စတွေလုံဆောင်ပေးတဲ့သူတွေနဲ့အဓိကနားလည်မှုရှိထားလားမရှိထားလားဆိုတဲ့အပေါ်မှာမူတည်တာပေါ့နော်အထူးသဖြင့်တော့အခုလက်ရှိကျွန်တော်လာမေးတဲ့သူတွေရှိတယ်ကျွန်တော်တထေးငှားလို့ရပြီလားတထေးထည့်ခြင်းလို့နော် ကျွန်တော်ဒီထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ကိုင်နေထိုင်ဖို့အတွက်ကျွန်တော်ဒီ work permit တွေရှောက်တင်နေအခါမှာเนาะတထေးတယောက်ကမဖြစ်မနေမရှိမဖြစ်လိုကိုလိုအပ်ပါတယ်ဒါအားလုံးလည်းသိပြီးသားဖြစ်မှာပါเนาะတချို့ဆိုလို့ရှိရင် freelance လုပ်လုပ်တဲ့သူတွေเนาะကိုယ်တိုင်ကိုယ်ပိုင်အလုပ်မရှိတဲ့သူတွေเนาะထိုင်းနိုင်ငံမှာအလုပ်မလုပ်ဖဲနဲ့တခြားအပြင်အလုပ်တွေလုပ်ပြီးတော့နေထိုင်မဲ့သူတွေเนาะတထေးတယောက်လိုအပ်တဲ့အခါမှာကျွန်တော်တို့တထေးငှားရတဲ့ကိစ္စတွေဖြစ်လာတယ်ပေါ့เนาะ ဒီတတိငါးရနာကလည်းထိုင်းနိုင်ငံရဲ့လုံရှင်လုံသမားဥပဒေကြားထဲမှာတရားဝင်ပြဋ္ဌာန်းထားတာရှိသလားဆိုလို့ရှင်မရှိပါဘူးเนาะဒါလေးတွေကျွန်တော်တို့သိထားဖို့လိုတယ်အဲ့တော့ line ပေါ်မှာလည်းခဏခဏတွေ့နေရတယ်ဘယ်ကုမ္ပဏီကတော့ဘယ်သူကတော့เนาะအတိမပေးဘဲနဲ့ကြံ့ဩတွေထုတ်လိုက်လို့ဝဘမေးရတာမှဘယ်နည်းရဆိုပြီးတော့ပြောထားတဲ့သူတွေပေါ့เนาะဟိုလာလာပြီးတော့လည်းမေးတဲ့သူတွေအကြံဉာဏ်လေးတွေလာတောင်းတဲ့သူတွေရှိတယ်အဲ့ဒါကိုကျွန်တော်ဒီနေ့လာပြီးတော့ပြောပြပြီးတော့မှဖြစ်ပါတယ်เนาะအဲ့တော့ကိုမသိပဲဘန်ကျဲအောင်ထုတ်ခံလဲရတဲ့အခါကြလို့ရှိရင် ဘာဖြစ်တတ်လဲဆိုလို့ရှိရင်ကျွန်တော်တို့မိမိတို့လက်ရှိကန်ဆောင်ထားတဲ့ web permit တက်တန်းကုန်ဆုံးသွားပါတယ်ကျွန်တော်တို့ web permit တက်တန်းကုန်သွားတယ်ပေါ့အဲ့ဒါမျိုးမဖြစ်အောင်ကျွန်တော်တို့ကဘယ်လိုလုပ်လို့ရလဲဆိုရင် bank change off ဆိုတာဒီအလုတ်ထွက်စာအလုတ်ထုတ်စာပေါ့နော်အလုတ်သမား short ရှာလိုက်တာကိုကိုသူ့ရဲ့အလုတ်သမားအဖြစ်ကနေစရင်ပယ်ထုတ်လိုက်တာအဲ့ဒီအခါမှာကျွန်တော်တို့ကမိတိအလုတ်ရှင်ရဲ့လက်အောက်မှာမရှိနေတော့ဘဲနဲ့ လွတ်လပ်သွားတဲ့အလုပ်သမားတွေရောက်ဖြစ်သွားတယ်ကျွန်တော်တို့ရဲ့လက်ထက်မှာတော့စာရဆာတန်းတွေကတော့ရှိနေတာပေါ့ဒါမဲ့လို့လက်ရှိထိုင်းနိုင်ငံအလုပ်ကံဦးစီးဌာနဂျဟန်ငံယုံရဲ့ဒီတို့ရဲ့ကွန်ပျူတာတွေရဲ့ system အချက်လက်တွေထဲမှာကျွန်တော်တို့ကဘယ်အလုပ်ရှင်ရဲ့စာရင်းထဲမှာမရှိတော့ပယ်လိုက်တာအဲ့တော့ကျွန်တော်တို့ကတည်တည်ချင်း2လအတွင်းမှာရပ်ပေါင်း60ပေါ့နော်ကျွန်တော်2လအတွင်းမှာအလုပ်ရှင်တထေးအစ်စ်ကိုရှာပြီးတော့မှကျွန်တော်တို့ကဘာလို့ရလဲဆိုတော့တထေးအစ်စ်ပြန်ပြောင်းထည့်ရတယ်အဲ့ဒါမျိုးတွေလှုပ်ဆောင်ပေးရတယ်ပေါ့နော်အဲ့တော့ ဒီလိုတတိငှားတာတွေကမိမိတို့ဒီနော်ကျော်၅တန်းကုမ္ပဏီလိုင်စင်ရထားတဲ့သူတွေနဲ့ပဲဖြစ်ဖြစ်နော်ကိုယ့်ရဲ့ပါတနာနော်ကိုယ့်ရဲ့အကျိုးဆောင်ပေးတဲ့သူတွေနဲ့စကားပြောဖို့လိုအပ်တယ်လုပ်ငန်းစတင်ပြီးတော့အပ်ထားကြတဲ့ကွာကျွန်တော်တို့ကဒီတတိမရှိတဲ့အတွက် ဒီတထေးငှားမယ်ဒီကုမ္ပဏီကတထေးကိုယူမယ်ဘယ်ချိန်ထိပေးမှလဲဘာတွေရမှတထေးပြောင်းရမှလဲထုတ်မှလဲဆိုတာမျိုးတွေပြောရမယ်ပေါ့နော်နောက်တစ်ခုတချို့အလုရှင်ကအတိမပေးဘဲနဲ့အလုထွက်လာတဲ့သူတွေဒီလူတွေကတော့ပို့ပြီးတော့အပြစ်ကြီးတာပေါ့နော်ကိုကိုကိုတိရမှာပေါ့နော်တထေးအလုရှင်ကိုအတိမပေးဘဲနဲ့အလုထွက်လာတော့အလုရှင်ကကိုကိုကြောင်းအောင်ထုတ်ပလိုက်တာမျိုးတွေပေါ့တချို့ဆိုလို့ရှိရင်ဒီတိုင်းကိုထုတ်ပလိုက်တာမျိုးတွေလည်းရှိတာပေါ့နော်ခုနကကျွန်တော်ပြောသလိုပေါ့သူတို့နဲ့အတူတူကိုကနားလည်မှုယူထားရမယ်နော် ဘယ်ချိန်ထိငှားပေးမှလဲဘာတွေရပြီလဲဆိုတော့မေးရမယ်နော်ဥပဒေထုတ်ထားတာရှိလားဒီတထင်းငှားပေးတာမရှိဘူးနားလည်မှုနဲ့လုံးကြတာကျွန်တော်မြန်မာပြည်ကနေဝတ္တရကိုတစ်ခုနဲ့တက်လာတဲ့အချိန်မှာအလုပ်လုပ်ဖို့အတွက်ထိုအခါမှာကျွန်တော်တို့ကဘယ်သူတွေဆက်သွယ်ရလဲအကျိုးဆောင်နေငားသန်းကုမ္ပဏီလေးနော်ဒါတွေကိုကျွန်တော်တို့ဆက်သွယ်ရတယ်နော်သူတို့ကမှတစ်ဆင့်ကျွန်တော်တို့ကိုတထေးတရားအမြင်ခံပြီးတော့ငှားထားပေးတယ်အဲ့ဒီမှာအဖြစ်ရချင်းချင်းလေးပဲအငှားဆိုကြဲကိုကကိုယ့်ရဲ့ကိုယ်ပိုင်မဟုတ်ဘူးယာယီပဲကိုယ့်ရဲ့လက်ထဲမှာ နော်ဝတ်ပါမေးရပြီပြီးလို့ရှိရင်ကျွန်တော်တို့မှာစာအုပ်တွေပါလာခဲ့ရင်ကို့မှာရှိတဲ့ passport စာအုပ်ထဲကိုဗီဇာထည့်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကအလုံးလုံးလို့ရပြီဒါပေမဲ့ကိုယ့်ရဲ့တထေးဒီလက်ရှိကိုကသူ့စီမှာအလုံးလုံးနေတာမဟုတ်ဘူးတခြားတနေရာမှာရောက်နေတာဖြစ်တယ်တခြားအလုံးမှာလုံနေတာဖြစ်တယ်ဒီအတွက်ကြောင့်သူတို့ကလည်းကိုယ့်ကိုတာဝန်ယူမှာမဟုတ်ဘူးနော်ဒီအကြောင်းအရာတွေကိုအသေးစိတ်နားလည်ခြင်းရင်ကျွန်တော်ရဲ့အကောင့်ထဲမှာကျွန်တော်ခုနကတော့ post တစ်ခုတင်ထားပေးပါတယ်။နေလေးအဲကျောင်းအောင်စာရွက်ပုံလေးနဲ့ပေါ့နော်။ အဲ့မှာစာလေးတွေသွားဖတ်လို့လည်းရတယ်ဒီဗီဒီယိုထဲမှာလည်းအသေးစိတ်ကျွန်တော်ထပ်ပြီးတော့ပြောပြပေးသွားမယ်เนาะပြောပြပေးထားမယ်အဲ့တော့အငှားဆိုကြတဲ့ကွာကျွန်တော်တို့ကငှားရမှာเนาะဘာကြောင့်တထင်းငှားရတာလဲထိုင်းနိုင်ငံရဲ့ဒီအလုပ်ရှင်အလုပ်သမားဥပဒေကြားတဲ့ကဂျဟာငံယုံကသတ်မှတ်ထားတဲ့ဒီနိုင်ကျန်းနေရဲ့ဥပဒေကလည်းအများကြီးရှိတယ်เนาะသူတို့လိုက်နာရမယ်ဥပဒေတွေအများကြီးရှိတယ်အလုပ်သမားတယောက်ငှားရမ်းတော့မယ်ဆိုလို့ရှိရင်ဒီတိုင်းရော့မင်းကပတ်စံပေးမယ်ဆိုပြီးတော့ခိုင်းလို့ရတာမျိုးမဟုတ် နော်ထိုင်းနိုင်ငံအသတ်မှတ်ထားတဲ့သူ့ရဲ့ law ဥပဒေရှိတယ်နော်အလို့ရှင်လူသမားဥပဒေကိုလိုက်နာပြီးတော့မှထိုင်းနိုင်ငံလူသမားဝင်ကြီးဌာနကိုအလို့ရှင်တွေကနေစတင်ပြီးတော့မှလူသမား၅ရန်းခွင့်ဟိုကကြလာတော့မှကျွန်တော်တို့ရဲ့လုပ်ငန်းအလိုက်လူသမားဘယ်နှယောက်လူတာလဲကြားဘယ်နှယောက်မားဘယ်နှယောက်ဘာလုပ်ငန်းအတွက်ဆိုတာမျိုးကျွန်တော်တို့ကလူသမား၅ရန်းခွင့်ရှိတာဒါကိုကျွန်တော်တို့ကနားလည်ထားရမယ်နော်အဲ့တော့အဲ့လိုမျိုးတွေကိုမတိလိုက်ဖဲနဲ့အလို့ရှင်က ဟိုကိုယ့်ရဲ့ဝတ်ပါမယ်ထဲမှာရှိမီနိုရာမျိုးပြဿနာအဖြစ်မခံခြင်းတော့အသေးချာခိုင်လုံနဲ့တတိရည်ရှိငှားထားပေးမဲ့သူကိုရှာဖို့တော့လိုတာပေါ့နော်ဒါစကားဖြတ်ပြောတာပါနော်အဲ့တော့အလုရှင်တယောက်ကအလုသမားတယောက်ငားရမ်းထားပြီဆိုလို့ရှိရင်အဲ့ဒီအလုသမားရဲ့ကုန်ကြမ်းစရိတ် တွေเนาะလက်ရှိထိုင်းနိုင်ငံအလုသမားဝန်ကြီးဌာနရုံးကိုအခွန်ဆောင်ရတာတွေရှိတယ်သူတို့အတွက်ကျမကြီးပကန်းနေเนาะပကန်းဆောင်ကုန်လို့ခေါ်တဲ့လူမှုဖလုံရေးတွေစတာတွေလုပ်ပေးရတယ်เนาะအဲ့ဒါမျိုးတွေရှိတဲ့အတွက်အလုသမားအရန်များနေတဲ့အလုရှင်တွေဟာเนาะ တို့ရဲ့လုပ်ငန်းပေါ်မှာမူတည်ပြီးတော့မှအလုပ်သမားဘယ်နှယောက်ပဲရှိရမယ်ဘယ်နှယောက်ရှိတဲ့နဲ့ဘယ်နှယောက်ရှိတယ်ဆိုတာမျိုးဂျဟာငန်တွေကတိပြီးသားတတ်မှတ်ထားပြီးသားဒီအချက်တွေကိုကြည့်ပြီးတော့မှအလုပ်သမားအရန်များနေတယ်ထောင်နဲ့ရှိနေတယ်နော်ဆိုတော့နိုင်ကျန်းအလုပ်ရှင်တွေဟာတို့ရဲ့နာမည်အောက်မှာအလုပ်သမားတွေအများကြီးထားထားလို့မရဘူးဥပမာကျွန်တော်တို့ construction ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုနော်ဖုတ်လောက်မောင်ပဲဖြစ်ဖြစ်ပေါ့ တဆင့်သူများစီကလုပ်ငန်းကိုယူပြီးတော့ပုတ်ပြပြန်လုပ်တဲ့သူတွေဟာအခုမှအလုပ်သမားအများဆုံးအယောက်30ပဲသုံးဆွဲရမယ့်နေရာမှာ အလုပ်သမားဝန်ကြီးဌာနမှာအဲ့ဒီထိုင်းအလုပ်ရှင်တယောက်ကသူ့ရဲ့နာမည်အောက်မှာအလုပ်သမားက2000လောက်ရှိနေတယ်ဆိုရင်အမှအလုပ်ရှင်နဲ့အလုပ်သမားဂျာထဲမှာကျွန်တော်တို့တတ်မှတ်ထားတဲ့ဥပဒေတွေကဒီနေမြေချဟငံယုံနေရပေါ့နော်စတင်ပြီးတော့မှစစ်ဆေးလာတာတွေရှိတယ်ဘာဖြစ်လို့အလုပ်သမားအများများနေတာလဲဘာကြောင့်လဲဆိုတာမျိုးတွေ ဒါတွေကဒီလုပ်ငန်းကိုလုပ်နေတဲ့နော်ကျော်ငါးသန်းလိုင်စင်ကုမ္ပဏီကင်ဆောင်တဲ့သူတွေဒီစားဆန္ဒလုပ်နေတဲ့သူတွေကျွန်တော်တို့ဝိုင်းနေတဲ့သူတွေအများကြီးအကုန်လုံးသိပြီးသားပါမသိတာကဘယ်သူတွေလဲဆိုတော့လက်ရှိတိုင်းမှာရှိနေတဲ့ကျွန်တော်တို့အခြေခံအလုပ်သမားတွေနော်ခင်ဗျားတို့ကျွန်တော်တို့လိုမျိုးတွေထိုင်းကိုရောက်တာမကြသေးတဲ့သူတွေနော်ဒီလူတွေမသိတာဖြစ်တဲ့အတွက်ဒီလူမျိုးပြဿနာတွေကြုံရတယ်ဘယ်လိုပြဿနာကြုံရလဲဆိုတော့ဟာခင်ဗျားတို့ကပြောတော့ကတမျိုးအခုကျတော့ကျွန်တော်တို့တထီး အမိဖြစ်ကနေပယ်ထုတ်လိုက်မယ်ပြီးတော့နောက်ထပ်တတိထက်ရှာအောင်မယ်တဲ့ပတ်စံထက်ကောင်းအောင်မယ်တဲ့ခင်ဗျားတို့ကဘယ်လိုလုပ်တာလဲနော်နာမည်ကောင်းယူပြီးလုပ်လို့တာလားဘာညာဒီလိုမျိုးပြဿနာတွေဟိုလူမိတီဒီလူမိတီတွေဖြစ်လာတာပေါ့အဓိကကတော့အခုကျွန်တော်ပြောပြနေတဲ့အကြောင်းအရာတွေမသိလို့နော်အလို့ရှင်လောသမားဂျာတွေကဥပဒေတွေနားမလည်ထားလို့လုပ်ငန်းတာဝန်ယူပြီးတော့ဝန်ဆောင်မှုပေးတဲ့သူတွေကလည်းမရှင်းပြထားလို့ဒါကြောင့်အဓိကတက်ရတဲ့ပြဿနာနော်အဓိကပြဿနာအကြောင်းရင်းကအဝေးမရှိဘူးနော်ဒီအရာတွေကိုမသိထားတာဖြစ်တဲ့အတွက် တော့တရားဝင်တာဖြစ်နေတဲ့အတွက်သူတို့ဒီ၅သန်းကုမ္ပဏီတွေကနေပြီးတော့တရားဝင်ဖြစ်အောင်ကိုယ်ကိုဝတ်ပါမယ်လုပ်ပေးလိုက်ပြီပြီးပြီဆိုရင်တော့ကျွန်တော်တို့ဘယ်နေ့ဘယ်ရက်ထိတော့တထင်းငါးသားပေးမယ်ပြီးရင်တော့မိမိတို့ကဟိုနားမှာနေကြတယ်ဒီနားမှာနေကြတယ်နော်ကိုယ်လုပ်ငန်းကိုကိုရောက်ပြီဆိုရင်ကိုယ်တထင်းကိုပြန်ပြောင်းဒါမျိုးတွေဒါငကိုတွေကဒီဥစ္စာတွေကဥပဒေတတ်မှတ်ထားပြီးသားပဲနော်အဲ့ဒီငှားရမ်းနေဆိုတာကတော့ကျွန်တော်တို့မြန်မာတွေကြားမှာဒါနားလည်မှုတစ်ခုပေါ့နော်တထင်းအမိခံပြီးတော့မှဝတ်ပါမယ်ကိုရအောင်လုပ်ပေးတာဒါတွေကအများကြီးလည်းမပြောချင်းဘူးနော် ဒီလက်ရှိအလောက်ကန်ဦးစီးဌာနလေးအလောက်ကန်ဌာနလူတွေကတိသွားတယ်စားတက်သွားပြီဟေ့ဆိုလို့ရှိရင်ဒါတွေကိုပိတ်ပင်လိုက်ပြီဟေ့ဆိုလို့ရှိရင်နောက်ကြလို့ရှိရင်ဒီဘိုက်ရိုက်တဲ့ကိစ္စတွေကအရင်နှဲပါလာမယ်ကျွန်တော်တို့ကိုယ်ပိုင်တထေးမရှိရင်ဘက်တောင်ရိုက်မရတော့ဆိုတဲ့ပြဿနာတွေအထိဖြစ်လာနိုင်တယ်ဒီလူမျိုးတွေဖြစ်မှဆိုလို့လေကျွန်တော်တို့ကတောင်းတောင်းတချို့ကိစ္စတွေကိုလျှို့ဝှက်ထားတာရှိတယ်မပြောပြရဘူးပေါ့နော်တိတဲ့အခါကြလို့ရှိရင်မေးတဲ့အခါကြလို့ရှိရင်တော့တိတိတိတ်တိတ်လေးနဲ့ဟိုကိုယ့်အကူလေးဖြေပေးတာပေါ့ ဒါဟုတ်တချို့နားမလည်တဲ့သူတွေကဒီစားစနာလုတ်ပေးတဲ့သူတွေကိုမကောင်းတဲ့သူတွေရောကောင်းတဲ့သူတွေရောအကုန်လုံးရောတော့ပြီးတော့မှအပြစ်ပြောဆိုနေတာလေးတွေ့လို့လက်ရှိပြဿနာလေးတွေကြုံနေရတာတွေတွေ့လို့ဒါကျွန်တော်တို့ကလာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်နော်အဲ့တော့စာထဲမှာတော့အသေးစိတ်ရေးထားပေးပါတယ်နော်အဲ့တော့အဲ့လိုလူအများများလာတဲ့အခြေအနေတွေဖြစ်တဲ့အခါမှာဂျဟာငန်နေကစစ်ဆေးပြီးဟေ့ဆိုရင်အဲ့ဒီတတိအမြင်ခံပေးထားတဲ့အလုပ်ရှင်တွေကဒီငါးသန်းကုမ္ပဏီတွေကနေပြီးတော့မိမိတို့ကိုသူတို့ရဲ့တတိအမြင်စင်းရနေပြီးတော့ မပယ်မဖြစ်ကိုပယ်ထုတ်ရတော့တာမထုတ်မဖြစ်ကိုထုတ်ရတော့တာမထုတ်ဘူးဆိုလို့ရှိရင်ဒဏ်ငွေဆောင်ရတာနော်ပကံဆောင်ကုန်တင်ပြရတယ်ဒီအလို့သမားတွေအတွက်အခွန်ဆောင်ရတဲ့ကိစ္စတွေလုပ်ပေးရတယ်အလို့သမားတယောက်အတွက်ကိုပကံဆောင်ကုန်တထောင်ဆောင်ရတယ်ဆိုလို့ရှိရင်10ယောက်ဆိုလို့ရှိရင်တထောင်အယောက်တရာဆိုရင်တသိန်းနော်အယောက်တထောင်ဆိုလို့ရှိရင်တသန်းဒါဘယ်သူမှခမားတို့ကျွန်တော်တို့အတွက်ကိုအဲ့ဒီငှားပေးတဲ့သူတွေကဝန်ဆောင်ပေးမှာမဟုတ် ခင်ဗျားတို့ကျွန်တော်တို့ကလည်းတို့တို့ရော့တာကျွန်တော်တို့ကပတ်စံသွင်းပြီးပါဆိုပြီးတော့ပေးမှာမဟုတ်လူ၁၀ယောက်ရှိလို့ရှိရင်၅ယောက်ကပေးရင်ကျန်တဲ့၅ယောက်ကမပေးဘူးအယောက်တရာရှိရင်အယောက်၂၀လောက်ကပေးရင်ပေးမယ်ကျန်တဲ့အယောက်၈၀လောက်ကပေးရင်မှပေးတာဒါတကယ်လက်တွေ့ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေဒါပြန်ချပြပေးတာဖြစ်ပါတယ်နော်အဲ့တော့ဒီကြံအောင်ကြံခေါက်ကိစ္စဟိုးအရင်တော့ကလည်းကျွန်တော်အမြဲတမ်းပြောတယ်နော်ကျွန်တော် live လွှင့်တိုင်းလည်းပြောတယ်ဗီဒီယိုတွေမှာလည်းကျွန်တော်အမြဲတမ်းတင်ထားပေးတယ်နော် ဒါပေမဲ့တချို့တွေမတိကြဘူးတချို့တွေမေ့သွားကြတယ်တချို့တွေကအမှုမအမှတ်မဲ့ပဲဆိုပြီးတော့ဗီဒီယိုတွေကိုဆုံးအောင်မကြည့်ကြအောင်เนาะအဲ့ဒီမှာပြဿနာအဲ့တော့အခုတော့ဆိုလို့ရှိရင်တော့တိလောက်ပါပြီเนาะတတိအငှားနဲ့သူတွေကအငှားဖြစ်တဲ့အတွက်ကျွန်တော်တို့ကကိုယ်ပိုင်တတိရတဲ့အထိကိုကျွန်တော်တို့ကလှုပ်ဆောင်အောင်ပါအထူးတစ်ခုတတိထားမှာ ကိုယ့်ကိုဒီစားဆန္ဒလှုပ်ထားပေးတဲ့ဝန်ဆောင်မှုယူထားပေးတဲ့သူတွေကနေပြီးတော့ကိုယ့်ကိုတော့အတိပေးသင့်တယ်ကြိုပြောသင့်တယ်အထူးသဖြင့်မြန်မာလိုကျွန်တော်တို့ဒဲ့ကြီးပဲပြောရမယ်ဆိုရင်တော့ပွဲစားတွေပေါ့ နော်အထိုင်းနိုင်ငံအလို့သမားတွေအမြဲတမ်းလက်သုံးစကားပွဲစားတွေပေါ့သူတို့တွေကနေပြီးတော့ခင်ဗျားတို့ကျွန်တော်တို့တွေကိုအေးကျွန်တော်တို့ကတော့ခင်ဗျားတို့တထင်းငါးရပေးရတာဖြစ်တဲ့အတွက်ခင်ဗျားတို့အခုဘာတွေရပြီလဲဘယ်ချိန်ထိရပြီဘာတွေထိရပြီဘယ်နေ့ဘယ်ရက်မှာကြောင်းအောင်ထုတ်မယ်ခင်ဗျားတို့တထေးသိရှာထားကြတော့ကိုဘကအဆင်သင့်မဖြစ်သေးဘူးဆိုရင်သူတို့ကိုပြောထားရမယ်အကိုကြီးကျွန်တော်တို့တော့အဆင်သင့်မဖြစ်သေးလို့ခဏလေးစောင့်ထားပေးပါအောင်တထေး15ကပေးရမယ်ဆိုရင်လည်းပေးပါမယ်ထည့်ထားပေးပါအောင်ဒါမှမဟုတ်လည်းအကိုတို့မှတခြားတထေးရှိရင်လည်းကျွန်တော်တို့ထည့်ထားပေးပါအောင်ကုန်ကြမ်းစီလေးတော့ပေးပါမယ်ဒီလိုမျိုးပြောရမှာ ဲ့လိုမှမဟုတ်ဘူးဆိုရင်အခုလက်ရှိခင်ဗျားတို့လက်ထဲမှာကင်နေတဲ့ဒီဘောတော်90တို့ဘိုင်အနုမတ်တို့ဒီဝပါမင်းစာရွက်တွေဟာဘာဖြစ်သွားမလဲဆိုလို့ရှိရင် expire ဖြစ်သွားမယ်နော်သူတတ်မှတ်ထားတဲ့ကိုကိုစင်ရင်ပယ်လိုက်တဲ့နေရနေစပြီးတော့ရက်ပေါင်း60အတွင်းမှာကိုကနောက်ထပ်အလုပ်ရှင်အသည့်စီကိုစင်ရင်မသွင်းနိုင်ဘူးဆိုရင်ကိုရဲ့ဝပါမင်းဒီ automatic ပြက်ပြယ်ပါတယ်တေဆုံးသွားပါတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကလက်ထဲမှာတော့စာရွက်တွေကတော့ရှိနေတာပဲနောက်တစ်ချိန်ကျွန်တော်တို့ဒီဝပါမင်းဒီဒီဗီဇာတွေတက်တန်းကုန်တဲ့အချိန်တက်တန်းပြန်တိုးတဲ့အခါမှာ ျွန်တော်တို့ကဘယ်တထေးပဲလုပ်ငန်းရှင်ရဲ့လက်အောက်မှာမှအမြင်စင်ရှိမိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလွတ်သွားတယ်။ထိုင်းနေရဲ့အခေါ်ဝေါ်နိုင်ငံတန်တောက်ဆိုတာမျိုးပေါ့နော်တန်တောက်ဟိုဘယ်ရဗလာမန်းမသိတဲ့ဂျိုသာနော်အဲ့လိုမျိုးဖြစ်သွားတယ်နော်ကျွန်တော်တို့ကလွတ်လပ်သွားတယ်ပေါ့နော်ဟိုလုံရှင်မရှိတဲ့အလုံသမားတယောက်ဖြစ်သွားတယ်အဲ့တော့တန်တန်တိုးလို့မရတဲ့ပြဿနာတွေကြုံရတယ်အဲ့လိုမဖြစ်အောင်ကျွန်တော်တို့ကအခုကလေးကနေပြီးတော့ကိုယ့်ကိုယ်စားစံလှုပ်ဆောင်ပေးတဲ့သူတွေကိုတေချာနားလည်အောင်ပြောတေချာမေးနော် စားစရံဝန်ဆောင်မှုပေးနေတဲ့သူတွေကလည်းတရားရှင်းပြဖို့လိုအပ်တယ်เนาะဒီလုပ်ငန်းကိုလှုပ်ဆောင်လာခဲ့တာဟိုနှစ်ချို့နေကြပြီတချို့တွေကမပြောကြအောင်ဘာလို့မပြောလဲဆိုလို့ရှိရင်စားပေါက်ပိတ်မှကြောက်လို့မပြောတဲ့သူတွေရှိဒါအပွင့်လည်းပြောပြရပါဘောเนาะတည်တင်တည်ထိုက်တာလေးတွေကိုအမြဲတမ်းဒီရွှေပြောင်းလုံသမားနဲ့ပတ်သက်ပြီးတော့မှဘိုးသူဒ္ဓတွေသိကျင်နေဆိုရင်ကျွန်တော်ရဲ့အကောင့်ကို follow လုပ်တာเนาะကျွန်တော်တင်တဲ့ဗီဒီယိုလေးတွေကိုလည်းပြန်ပြီး share ပေးလုပ်ပေးเนาะပြန်မျှဝေပေးလိုက်ဒါဆိုရင်ခင်ဗျားတို့ကတယောက် share သွားတယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကို follow လုပ်ထားတဲ့သူတွေ friend ဖြစ်တဲ့သူတွေအနည်းဆုံးအယောက်90တရာတော့ပြန်တိမာပဲလीနော်ဒါတယောက်နဲ့တယောက်ကူညီရိုင်းပင်းတာပေါ့ဒီလိုမျိုးတွေတိထားတယ်ဆိုလို့ရှိရင်မဖြစ်သင့်တာလည်းမဖြစ်တော့ဘူးပေါ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကအဓိကဒါပါပဲเนาะအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ထပ်လည်းဗီဒီယိုလေးတွေတင်ပေးဖို့ရှိပါတယ်เนาะထိုင်းနိုင်ငံရောက်ရွှေပြောင်းလူသမားနဲ့ပတ်သက်ပြီးတော့မှတည်အောင်စရာเนาะရွှေပြောင်းလူသမားကြီးနဲ့ပတ်သက်ပြီးတော့မှ နော် လိုက်နာရမယ့်ဘုသူတလေးတွေနော်လိုက်နာရမယ့်ဥပဒေလေးတွေပေါ့တိထားတင်တဲ့ဘုသူတလေးတွေလိုက်နာရမယ့်ဥပဒေလေးတွေဒါလေးတွေကိုအမြဲတမ်းတိဆက်ပေးမှာဖြစ်ပါတယ်ယေရှုမြတ်တင်ပါတယ်ကျွန်တော်ကိုအောင်ဖြစ်ပါတယ်နောက်မှတွေ့ကြတာပါအားလုံးပဲပဲပါ